မင်္ဂလာပါရှင်ရှဲဂိုမီဒီယာကကြိုဆိုပါရစေစိုက်ပျိုးရေးကုန်ကျစည်းနဲ့အခြေခံတမှုမြင့်စားတောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းစမွဲကိုယနေ့နက်9နာရီခွဲကတောင်ကြီးမြို့ရှမ်းပြည်နယ်အသေးစားဆက်မှုလမှုလုပ်ငန်းဦးစီးဌာနအစီအဝေးခံမှနိုင်ကျင်ပါခဲ့ရာ ရှမ်းပြည်နယ်ဆိုရဖွဲ့ဝင်ပြည်နယ်လမ်းပတ်ဆက်သွယ်ရေးအဝန်ကြီးဦးနေဝင်းအောင်တင်နန်းသားတင်နန်းသူများနီးပြဆရာများဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည် အဆိုပါတဲ့နန်းကို အသေးစားစမှုလမှုလုပ်ငန်းဦးစီးဌာနကမေခေါင်လန်ချံ ပူပေါင်းဆောင်ရွက်မှုဆိုင်ရာအထူးရမုံငွေဖြင့်29ရက်5လ2025ရက်နေ့မှ4ရက်6လ2025ရက်နေ့အထိဒါရှိခံတဘာဝတည်တည်ဖြောရေးယူနှင့်တည်တည်ဆောင်အမျိုးမျိုးထုတ်လုပ်မှုဤပညာသင်တန်း Bakery and Snack အမျိုးမျိုးထုတ်လုပ်မှုသင်တန်းရေခဲမုံအေးနှင့်အဖျော်ရမကထုတ်လုပ်မှုဤပညာသင်တန်းအသင်စားစားတောက်ကုံထုတ်လုပ်မှုဤပညာသင်တန်းတွေကို စာတွေ့လက်တွေ့သင်ကြားပူဇော်ခဲ့ပါတယ် တင်နန်းစမွေးနိုင်၎င်းတင်နန်းမှာတင်နန်းသားများနဲ့နှီးပြများရဲ့စကားသံများကိုယခုလိုပဲမေးမြန်းထားပါရဲ့ရှင်။မြမြတ်မိုးပါရှင့်တောင်ကြီးမျိုးချမ်းမြတ်တာစီရက်ကွက်ကတင်နန်းလာရောက်တက်တာပါရှင့်။ဟုတ်တင်နန်းကလာ9ရက်ဖြစ်ပြီးတော့ကျမတို့ cookie စီ ပေါင်မုန့်နေကိတ်တီပီဇာတွေသင်ကြားခဲ့ရပါတယ်ရှင့်ပြီးတော့ဗောနောနောက်ထပ်ကိုလည်းအဲဆက်လက်အစမြင့်ပညာရက်တွေကိုလည်းဆက်လက်လေ့လာပြီးတော့မှအာဈေးကွက်ဈေးကွက်ဝင်တဲ့ပစ္စည်းတွေကိုထုတ်လုပ်ရုံရောင်းချနိုင်တဲ့အထူးဆောင်ရွက်သွားမှာပါရှင့်အဲကျွန်မကတော့ချမ်းပြည်နယ်အသေးစားစမှုနှမှုလုပ်ငန်းဦးစီးဌာနမှသင်တန်းနည်းပြဒေါက်တီတီဆိုပဲဖြစ်ပါတယ်အဲသင်တန်းကဏ္ဍမှာတော့29ရက်9လပိုင်းရမည် 6လပိုင်းလေးရက်နေ့ဒီတင်နန်းကာလာ9ရက်ကာလာမှာတင်နန်းပို့ချခဲ့ပါတယ်ရှင်တင်နန်းမှာ9ရက်ရဲ့ရည်ရချက်ကတော့မျိုးသမီးတွေပေါ့တနိုင်တမန်လုပ်ငန်းထူထောင်နိုင်နိုင်ရယ်နောက်တစ်ခုကကျတော့ဟိုလူငယ်တွေရောလူကြီးတွေရောပေါ့မြန်မာနိုင်ငံမှာဆိုလို့ရှင်တင်နန်းစားသုံးရံပေါ့နော် safety ဘိုင်းဖြစ်ဖို့ရံအတွက်အလှတွေကိုအဓိကထားပြီးတော့ယူရပြီးတော့မှတင် जा ပို့ချပေးတာပါတင်နန်းကလာခုနှစ်ရက်တည်းမှာတော့အခက်အခဲတော့မရှိပါဘူးဒါပေမဲ့တင်နန်းတင်တဲ့တင်နန်းသားတွေကတော့ ဟိုသူတို့ရဲ့လိုင်းနိုင်မှုပေါ်မှာမူတည်ပြီးတော့အချိန်တော့ပို့ပေးရတာရေတော့ရှိပါတယ်